အားလုံးပဲမင်္ဂလာပါ။အုံဂမီယာနဲ့ပရတုတရတာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခေါက်မှာတော့ဆရာမင်းတိုင်ပင်မြားရောင်မြည်ရေးသားထားတဲ့ပရလောကနဲ့ပိတ်တာများဆိုတဲ့အကြောင်းကိုတောပြပေးသွားမှာပဲဖြစ်ပါရစေ။ကျွန်တော်တို့ငယ်စဉ်ကဖြစ်ရဆန်းတစ်ခုကြုံခဲ့ရတယ်။လက်ပံကုံတုတ်တန်၌ဒူတင်ကျင့်သည့်ဆရာတော်ကြီးတစ်ပါးကြရောက်တရင်သုံးပြီဟုဆိုသည့်တရင်ကြလို့တခါကြီးဥတာရန်ဒေါ်အေးမင်တို့ဥဆောင်က တန်လင်းအိုင်ရွာတုတ်တံမှပင့်ခဲ့ကြသည်တောကြောင်ကလေးပေါ်ဆရာတော်ကြီးရောက်တော့တကကြီးတကမာကြီးတို့ဒီကြောင်းကောင်းရင်မှာတကမာကြီးတယောက်ကပူရယ်ပူရယ်လို့អော်နေတယ်လူဘဝကတော်တော်ဆင်းရဲတယ်မုံပြားတလက်ထိုးရောက်နေတဲ့အသားညိုညိုခါကုန်းကုန်းနေဗျအဲ့ဒါသွားကြည့်သူ့မြေပုံနဲ့မလွတ်လွတ်ဖယ်ပေးလိုက်ကြပါဦးဦးလေးဆန်ဝင်းနဲ့ဦးငတောင်ဆင်းကြည့်တော့ခါမြေပုံဟောင်းတစ်ခုပေါ်သို့ចောင်းနိုင်ကြနေပြီးတစောင်းမင်းကြီးစိုက်ထား၏ ထိုအခါ၌ဒေါ်အေးမင်ကသတိရပြီးမှန်နေဖျားအဲ့ဒါဒေါ်လေးငွေသိမ်းမြေပုံနဲ့လူဘဝကမုံပြားတလက်ထိုးရောက်နေခါကုန်းတာလည်းမှန်နေရှင်ဖျားစင်းရဲပါတယ်ရှင်ဖျားမှန်ပါတယ်ဖျားသူ့မြေပုံပေါ်မှာတစောင်းမိကြီးစိုက်ထားလို့ပူတယ်လို့អော်နေတာဖြစ်ပါမယ်ဖျားတကြိမ်တစ်ခါမှမရောက်ဘူးတော့ဆရာတော်ကြီးကမိမ့်မာတဖြစ်အားလုံးကအံ့ဩမိကြပါသည်ထိုနေ့ညဆရာတော်ကြီးတရားဟောမိဆို၍ကျွန်တော်တို့ကလေးတစ်တိုက်လူကြီးများနဲ့အတူလိုက်လာကြသည် ကျောင်းရှိတွင်ကောက်ရိုးများခင်း၍ထိုင်နေကြသည် ကျွန်တော်တို့ထိုင်နေသောနေရာအားလုံးသည်မြေပုံဟောင်းချိုင်းခွက်များဖြစ်၍ကြောက်ရမှန်းမသိကြပေညနေလာသောအခါလေးပွေကဝေးတိုက်လက်ပံပင်ကြီးကညှင့်ငှက်တွေအော်ထိုးချိန်ခြုံနေကတဟီဟီကွင်းဘက်ရွာဘက်မှ မီးလုံးများရဲရဲတောက်တက်လာကြသည်ထိုးချိန်ဆရာတော်ကြီးတရားဖြုတ်အတိတ်အိမ်ပြန်ကြရတော်သည်နနက်မိုးလင်းသောဆရာတော်ကြီးအာယုံဆုံးဖုံးပေးရန် ဘာကြီးတာရန်နဲ့ကိုငတောင်းတို့ဆွန်းလာပို့ရာဆရာတော်ကြီးကညကတွေ့ကြုံခဲ့ရသည့်အရာများကို ပြန်လည်မိန်ကြားရာမှဘာကြီးတာရန်မှပြန်လည်ပြောပြပါတော်သည်တခါကြီးပရလောက ပိတ်တာဆိုတာတင်းကြိုင်းနေတယ်မဟုတ်ဘူးတစ်ပင်တောတောင်ရေမြေအားလုံးမှာရှိတယ်ဗျသူတို့ကကျွတ်တန်းဝင်ခြင်းသူရှိသလိုမကျွတ်ပဲပျော်နေသူတွေလည်းအများကြီးဗျတခါကြီးတို့ရွာမှာပြိတ္တတော်တော်ကိုများတယ်တညာလုံးလာကြတာဖုန်ကြီးမှတ်ထားမိတယ် ညကဟူရွာဘက်ကလာတဲ့လူနှစ်ယောက်ကချက်ပိုက်လို့လာတယ်။တယောက်ကအသက်ကြီးပြီ။သူကဗျာရိတ်ချက်ဖတ်။ဟိုတယောက်ကအကွက်အင်းကြီးအမဲရောင်နဲ့တွားကျိုးနေတယ်။သူတို့ကချက်သမားနဲ့တူတယ်ဗျ။ဖောင်းချက်ဖတ်နဲ့ဟိုเจ้าရှိမှာချက်တိုက်ပြီးကြံသွားကြတယ်ဗျ။မှန်ပါချက်တိုက်ဝါဒနာပါလာတော့เจ้าစုကဆရာကြီးနဲ့အချုံကြီးတို့ကတော့ချက်သမားတွေပါဗျာ။အေးအရင်မူးသမားနှစ်ယောက်လည်းမူးနေကြတာ တယောက်ကအသားမဲမဲဘိုက်ရွှဲရွှဲတယောက်ကအသားဖြူဖြူအင်းကြီးအကွက်နဲ့ဘူကီစရောင်းနေဗျသူတို့လည်းမူးနေကြတာလေပင်းဖက်ပြန်သွားကြတယ်ဗျို့မှန်ပါအရက်မူးသမားနှစ်ယောက်တယောက်ကတင်းဆိုင်ဖျားအကွက်အင်းကြီးနဲ့တယောက်ကကျောင်းစုကဘိုသိန်းတို့နှစ်ယောက်အရက်မူးပြီးတည်မှုပါလေဖျားနောက်ဟိုတယောက်ကြီးကခြေတစ်ဖက်မတန်ဘူးသူလည်းကျွတ်ရှင်လို့ဂူထဲမှာနေရတာကြာပြီတဲ့သူသမီးကိုသူ့အတွက်ရည်စူးအမျှဝေပေးပါတဲ့အဲ့ဒါ တပည့်တော်တို့မှတ်မိတာကအတော့ကယာမနားမှာနေတဲ့တရုတ်ဥချစ်ဖြိုးကြီးတော့ရှိတယ်ဖျားသူသမီးကဒီမှာရှိတယ်ဖျားကဲဆက်ပြောဦးမယ်ရွာထဲမှာတပင်ပြီလို့တည်တဲ့အမျိုးသမီးက "तू အဲ့ဒီမှာနေရတာကြာပြီ"တဲ့သူနေတဲ့ခြံထဲကအလှလှုပ်လို့အမျှဝေးတာ तू မကြားရဘူးတဲ့သူ့ကိုနာမည်ခေါ်အမျှဝေးပေးပါတယ်ဗျို့မှန်ပါအဲ့ဒါတပည့်တော်မောင်နှမမကျင်ပါဗျာဟိုတပင်ပြီလို့တည်တာ သူ့ယောက်ျားဖိုးစိတ်ကလေးရှိပါတယ်ဗျာအေးတကားကြီးခြေတစ်ဖက်နှိမ့်နေတဲ့တကမကြီးလဲလာတယ်သူကဒီရွာထဲမှာနေလာတယ်ဗျနောက်သူ့သမီးတဲ့ခလင်းမီးဖွားရင်တည်တယ်ဆိုမှန်တာပေါ့ဗျာခုနကမကျင်တဲ့ညီမမခင်ချိန်ပေါ့ဗျာကျွန်တော်တို့နားမှာတည်သွားတာဗျာမှန်တယ်ဗျာကျင်ဝိုင်းဆိုတာလည်းရှိတယ်ဗျာအင်းသူတို့ကြွချင်ကြပြီဖုန်ကြီးမြစ်တာပို့ပေးပါမယ်တကားကြီးမှန်လားပါဗျာထို့နောက်ဆရာတော်ကြီးဒီ တေလာရတုတ်တန်လေးတင်းကုတ်ရွာပြက်တဲတွင်တရားထိုင်ဒူတင်ကျင့်ခဲ့ရမှရခင်တင်းကုတ်ဦးထိတ်နွားချိအိုင်တွင်ဗရုံမာကြပွင့်ပွင့်ခဲ့ရာ နေရာတွင်ဖရာပိညတ်တော်တင်ရန်အတွက်အုံမြင့်ချရန်ငှပြောပင်ဆိုင်ရာဇမတ်ကာခဲ့သည်ထိုနေရာ၏အလဲတွင် ကုတ်ကိုယ်ပင်တွင် ရှိနေသည်ဗာကြီးတာရန်နှင့်လူကြီးများထိုပင်ကိုလှဲရန်ကိုခင်မောင်နှင့်ကိုမြရှိတို့တာဝန်ပေးသည်ထိုနေ့ကဆရာတော်ကြီး အတုံများစွာကျွန်းခိတပြန်ကြွသွားသည်။ကျောင်းတွင်အလौသမားများနှင့်ရွာသားများသာကြံခဲ့သည်။တစ်ပင်ကိုလွှတ်နှင့်တိုက်ဖက်ရာလွှတ်ကျွန်းသွားပြီးထိုးပင်လှဲ၍မြာ။ကျိုးနှင့်ချီဆွဲတော်လဲမလဲထို့အတွက်ဆရာတော်ကြီးအားရှောက်ထားရာသူတို့နေတဲ့နေရာကိုဖယ်မပေးကြညာဘူး။ဒီတော့ပွဲတပွဲပြင်တစ်ပင်တစ်ပင်အစာပြင်ပေးလိုက်။ဘာကြီးတာရန်ကမပြောပွဲပြီမြောက်လိုက်တော့ခါထိုးကိုကိုပင်ကြီးသည်လေမတိုက်ပဲတော်ဟီး၍လဲသွားပါတော့သည်။ထို့နောက် ဆရာတော်ကြီးဝါးချောင်းဆောက်၍မန်းနဲ့ထိုးပြီးဖျားတည်ရန်ညာတိုင်းတရားပွဲများကျင်းပါရာပရိသတ်များတဲ့သို့မွေပွေးမွေဟောက်လင်းမွေငန်းတော်ကြားမွေကြီးများရောက်လာကြတယ်လူတွေကြားဖြတ်သွားကြပြီးညောင်မင်းတဲ့သို့ဝင်သွားကြတယ်ဆရာတော်ကြီးတရားကျင့်စဉ်အချိန်မချွတ်မလွတ်ကြသောပရလောကသားများပိတ်တာများလာကြတယ်အုံမာဒန်နီမင်းသမီးကွင်းထဲတွင်ကျူယိုးကာ၍ညအိတ်သွားကြောင်းထိုနေရာတွင်ပါလာသော ကလားလူမျိုးတို့ရှိနေကြောင်း ထိုသူများသည်တင်းမော့ပြက်၍ဤနေရာတွင်ဘုံမိတ်ရတိုက်ဆောင်များဖြစ်နေကြကြောင်းနောက်ဖျားပွင့်မှကျွတ်လွတ်ကြမည်ဖြစ်ကြောင်းရှင်းရောက်ပစ္စည်းများမြေအောက်တွင် ရှိနေကြောင်းအမိန့်ရှိခဲ့ပါသည်ထို့ပြင်တကားကြီးဥဒရယဒီရွာကတမိုင်းဝင်ရွာကြီးဖြစ်တယ်ရွာလယ်မှာဇေဒီဟောင်းကြီးတစုရှိတယ်အဲ့ဒီကနေဟောဒီကညဆိုဥစ္စာဆောင်တွေပြန်ကြတယ်အဲ့ဒါကကွင်းထဲကနေလှည့်ပြန်ကြတာတော်တော်တိုက်ကြီးတယ်တကားကြီးအခု လေးတင်းကိုဖះကတော့ကျုပ်တေလို့မအောင်မြင်ဘူးအဖြက်ပေါ်လိုက်မယ်နောက်ဖះတခါနဲ့မှ အောင်မြင်မယ်နော်မှန်မှအမိန့်ရှိပါဗျာကျုပ်ចောင်းကုန်းရွာလေတုတ်တံမှာတော့ငါလဲပရလောကသားတွေနှစ်ပြည့်စေတာကြာကြပြီ တချို့ကျွတ်တန်းဝင်သွားကြတယ်နောက်ငကြီးကုန်းမှာလဲဒီလိုပဲတန်နေရင်ကြတော့ဗျာကလားလူမျိုးမွန်လူမျိုးတွေတော်တော်များတယ်ရှေ့ခေတ်ဝေစာအပြောအဆိုနဲ့တမိုင်းဝင်ရွာကြီးတွေဗျကဲဒီတော့တခါကြီးတေးပြီးနောက်တမလွန်ဘွားကလူတွေနဲ့ ရဘက်ရှိတဲ့သူတွေကတေတဲ့သူကပုံများတယ်တဲ့မကြွမလွတ်တဲ့သူကဟောဒီလမ်းမပေါ်မှာမြေမုံတင်းရင်တောင်ရေတွက်လို့မရနိုင်တယ်လို့တခါကြီးဒါအတွက်ဖုန်းကြီးကတုတ်တံဒူတင်ကျင်းပြီးတော့ကျွတ်တန်းဝင်ဖို့ဆောင်ရွက်နေရတာဗျဤကဲ့သို့ပရလောကနဲ့ပိဋကများအကြောင်းကိုတွေ့ကြုံခဲ့ရသောဆရာတော်ကြီးပြန်လည်မိန်ကြားချက်အရအမှန်တကယ်မြင်အပ်မမြင်သောတရားဝါများရှိနေပါကြောင်းတက်တည်ခံနေပါတော့သည်မင်းတိုင်ပင်ညောင်ကြီး အခုဖတ်ပြသွားတာလေးကတော့ပရလောကနှင့်ပိတ်တာများဆိုတဲ့အကြောင်းအရာလေးကိုဘုသူဒ္ဓဖြစ်ဖွယ်တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။